အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါဖတ်ပြပေးခြင်းတဲ့ဝိတ္ထုတို့လေးကတော့1960ခုနှစ်အော်တိုဘာလထုံးငွေတိုင်မဂ္ဂဇင်းမှာပါတဲ့စာရေးဆရာမမဆမ်းမေရေးသားထားတဲ့သပေးမြိုင်းဆိုတဲ့ဝိတ္ထုတို့လေးပဲဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်ရှင်သပေးမြိုင်းမလရည်ဤအင်ကြီးကိုသပေးမြိုင်းဟုဘာကြောင့်ခေါ်သည်မသိရပါဘူးထိုအင်ကြီးမှာ လမ်းထဲတွင် အကြီးဆုံးဖြစ်တယ်။ယနံဝသဖြင့်အယောင်မဲနဲ့နဲ့အယုတ်ဆိုးလာတယ်။စင်ဝင်ရှိတွင်ကံ့၍စိုက်ထားသောတယုတ်စကားပင်ကြီးနှစ်ပင်သည် အင်ရှိကမ်းများကိုမှောင်စေတယ်။ချက်အဝင်တွင်လက်ခုပ်ပင်အိုကြီးရှိတယ်။သပယ်များဟူသော အမည်နဲ့တော့တခြားစီပင်ဖြစ်လျက်မလာရည်အမေဒေါ်တင်တဲမှာတစ်ပင်ကြီးများကိုသဘောကျတယ်။တရှိတတ္တဝါတွေကဆိုလျှင် အကျိုးပေးမကောင်းသူမှန်သမျှကိုဒေါ်တင်းတင်းကချစ်တယ်။နေမကောင်းသောတလေးဆန်ကောင်ကိုဒေါ်တင်းတင်းကစိတ်ရှည်လက်ရှည်နှင့်ကြည်ရှုတတ်တဲ့ကဲ့သို့ပင်ဒုက္ခရောက်လာသော လူတိုင်းကိုလက်ခံစကားပြောရနှင့်သူ့အိမ်တွင် နေရာပေးရန်လဲအသင့်ရှိတတ်လေတယ်။ဒေါ်တင်းတင်းဤပင်စင်လာကမှမများလှတော့လဲ။တာမီနှစ်ယောက်မှသူတကာထဲငွေအသုံးတတ်သည်ဖြစ် လူဘိုလူရှယ်များကိုပင်ကျွေးမွေးနိုင်ခဲ့ကြတယ်။ကျွေးမွေးသည့်အနေအားတွင်လည်းစေတနာထက်တန်ကြသဖြင့်စပယ်မြိုင်တွင်လာရောက်ခိုးလုံသူတိုင်းပင်စိတ်ချမ်းမြေ့မှုကိုရရှိကြပြီးလောကကိုယုံကြည်အားထားသည့်စိတ်ကလေးများ ရှေ့အဖို့မျှော်လင့်ချက်ကလေးများနှင့်သာ စပယ်မြိုင်မှ ပြန်လည်ထွက်ခွာ၍သွားတတ်ကြလေတယ်။ဒေါ်တင်တင်ချစ်ခဲ့သူများအထက်တွင်ဒေါ်မေတယောက်အပါဝင်ဖြစ်လေတယ်။ဒေါ်မေမှာ ငယ်စဉ်ကတော်တဲ့တဲ့နဲ့ကျောင်းနေပဲဖြစ်ခဲ့၍မမသည်ဖြင့်စေယုံတက်ရပြီပြန်အစင်းတွင်စပယ်မြိုင်၌နလန်ထူရန်ရောက်လာခဲ့ရမှမပြန်ပြစ်ပဲရှိနေခဲ့သူဖြစ်လေတယ်အမန်အားဖြင့်တော်မေတွင်ငွေကလည်းမရှိ အလုံဟောင်းကထွက်ခဲ့ရပြီအလုံသိရရန်လဲသူ့အရွယ်နှင့်မလွယ်ကူသောကြောင့်စပယ်မြိုင်တွင်တောင်းတင်းနေခြင်းဖြစ်တယ်စင်စစ်ဒေါ်မေအကြောင်းကို ကောင်းကောင်းသိလာတော့အခါတွင် အလုတ်သိရဖို့ထားအောင်ရခင်က အလုတ်ရဖို့သိပင်အံ့ဩစရာဖြစ်၍နေလေတယ်။ဒေါ်မေညံပြင်းလိုက်ပုံမှာ သူစည်းဝဲထွက်လျင်ငွေတော်လည်းကောင်းပစ္စည်းတော်လည်းကောင်းမှာခဲ့ရမည်။ဓမင်းအိုးတဲလျင်အလွန်ပြော့တော်လည်းကောင်းအလွန်မာတော်လည်းကောင်းဖြစ်ရမည်။အိမ်မို့လက်ချင်းပြန်လျင်လည်းအနှစ်နှစ်ကတင်းဆဲလာခဲ့သည့်ပစ္စည်းတစ်ခုခုကို မတိုက်မိမခွဲမိပဲ တင်ခါမြအလုပ်ပြီးခဲ့ဖို့သည်ဟုမရှိခဲ့ပေ။တို့ရာတွင်မလှရီတို့သားအမိကိုဒေါ်မေကဖျားလောက်ကြီးညူအားထား၍သူတို့သားမိကလည်းဒေါ်မေကိုချစ်သဖြင့်စပယ်မြိုင်တွင်ဒေါ်မေမြဲ၍နေခဲ့လေတယ်။ဒေါ်တင်တင်ဤဝမ်းကွဲမှာဥပနေတယောက်လည်းရှိသေးတယ်။ဥပနေမှာတသက်လုံးအလုပ်အကန့်အတီးတကြရှိခဲ့သူမဟုတ်ပေ။စပယ်မြိုင်တို့ဒေါ်မေမရောက်လာမီက ။ဥပနေသည် အလုတ်တစ်ခုမှတစ်ခုသို့အပြောင်းတွင် သူ့အမားနှင့်အတော်ကြာကြာကြီးလာ၍နေတတ်တယ်။စပယ်မြိုင်တွင် ကောင်းကောင်းအိတ်စားကဥပနေကအလုတ်သစ်တစ်ခုကိုအလိုလိုမရောက်လာမချင်းအေးဆေးစွာပဲစောင့်ရနေတတ်တယ်။သို့နေစဉ်ဥပနေမှာအလုတ်ဆိုရင်ခြံထဲမှာမြက်တပင်ကိုပင်ဝိုင်း၍နှုတ်ပေါ်မရပဲသူပနတ်ကိုပင်အိမ်ရှိလူက တိုက်ပြရသေးတယ် ထို့ကြောင့်စီဖြည့်ွေဥပနေတယောက်သူအလုလုသောကုမ္ပဏီမှကလားတထင်းနှင့်အိန္ဒိယသို့ပါသွားပြီဟုကြားကြရသောအခါမလာဤတို့သားအမိကိုစေတနာထားကြသူတိုင်းကပင်ဝမ်းမြောက်ဝမ်းသာရှိခဲ့ကြတယ်။ဒေါ်တင်တင်အနှိမ့်ဆရောက်သောအခါသူ့ပင်စင်လဲသူနဲ့အတူသေသွားတော့ရာမလာဤတယောက်စပယ်မြိုင်ကိုရောက်ရလိမ့်မယ်ဟုကျမတို့ကတွေ့ကြတယ်။မလာဤမှာ အလဲတန်းပြဆီယမလေးမြသားဖြစ်၍တူလကနဲ့စပယ်မြိုင်တွင်တစောင်းတရောင်နေထိုင်ဖို့မှာ ဖြစ်နိုင်သောကိစ္စမဟုတ်ပါဘူး။မလာရီဘာလုပ်မလဲဆိုတာဖြစ်ဖြစ်မှစဉ်းစားကြတာပေါ့။ဒီတော်တွင် ကိုရုနဲ့လာနေပါ။ကိုရုအခန်းထဲကိုခလေးတွေတွင်းလိုက်ပြီးခလေးတွေအခန်းကိုမလာရီယူနိုင်တာပဲ။မလာရီရဲ့ပစ္စည်းတွေတဲဖို့ကိုတော့ကိုကျော်ကြည့်လို့လိမ့်မယ်။ဟို အိန်းကြီးတငယ်ချင်းဖြစ်တော့ကျမက မလာရီကို ဖိတ်ခေါ်ပါတယ်။ဒေါ်မေကိုမူကျမတို့ကထည့်မစင်သားမိကြပါ။ကျေးဇူးတင်ပါတယ်အေးရယ်။ဒါပေမဲ့ဒေါ်မေရရှိသေးရယ်။ဒေါ်မေမာကမလာရီတို့အိမ်အပြင်ဘဲမှနေစရာရှိတာမဟုတ်ဘူး။ဒါပေမဲ့မလာရီမင်းလာကလေးနဲ့ဒီအိမ်ကြီးကိုကြည့်ရှုဖို့နဲ့ဒေါ်မေကိုကြွေးဖို့ဘာမှဖြစ်နိုင်မှာမလဲ။မင်းတို့နှစ်ယောက်လုံးငှက်ကုန်မှာပေါ့ဟုတ်။ကျမကထိတ်လန့်စွာပြောရာမလာရီကခေါင်းရမ်းလိုက်ပြီး ိုအလုတ်ထွက်ဖို့ဆရာကြီးနဲ့ပြောပြပြီးတငယ်ချင်းဟိုပြန်ပြောတဲ့ဖြင့်ကျမအလွန်တမင်အံ့ဩရွေသွားပါတယ်ဒီမှာအေးကိုရောအင်ကြီးကအမြင်အိုပေမဲ့အချိန်ကြီးကမစိုးဘူးမိမေကနည်းနည်းပြင်ဖို့လိုတယ်ဆိုရင်ချက်ချင်းပြင်တော့အင်ကအကောင်ကြီးပဲရှိသေးတယ်နောက်ပြီးနောက်တက်တဲ့ရေတိုင်ကကြီးကဆိုရင်ဘယ်နှစ်ယောက်သုံးမလဲဟိုတယ်ဆိုင်ဖွင့်အောင်ရေလောက်တိုင်းနဲ့အေးရဟိုတယ်อืมပြောပါအောင် ဒေါ်မင်းနဲ့နှစ်ယောက်ဟိုတယ်မြန်ဖွင့်ကြအောင်မလို့လားကောလိပ်ကျောင်းသားတွေကို အခန်းငှားမယ်စိတ်ကူးတယ်အေးအခန်းလဲငါထမင်းလဲကျွေးပုံမလာရေကောင်းကောင်းချက်တတ်တာပဲဟာ အစမှာအများစားမို့အမှန်အစလိုမှာတခုပဲမလာရေပင်မန်းမှာပေါ့ဘာလို့မြန်အပင်မန်းခံကြရတာလဲမလာရေရဲ့ဟိုကျမကပြောရာဒါမှပဲမလာရေနဲ့ဒေါ်မင်းနှစ်ယောက်အတွက်စားဖို့ရမှာပဲအေးဟို မလရည်ကဖြေပါတယ်။မလရည်တခုခုလုံးတော့မယ်ဆိုရင်ဘလို့မှဖြည့်၍ရတော့တယ်မဟုတ်သည့်အတိုင်းမတမီရဲ့အတွင်တွင် စပယ်မြိုင်၌တောင်သားများကိုမြင်ကြရလေ။မလရည်ကိုမူအိမ်အပြင်ဘက်တွင်တိတ်မတွေ့ရတော့အလွန်အလုံးရှုံနေဟန်တူလေ။ဂျော်မီကလည်းသူ့လုံးသမျှမကောင်းတာနဲ့ကြည်အဆုံးသက်စေကောင်မလရည်ကိုစူးစမ်း၍တော့ကိုညီရှာတယ်။နနေ့တိုင်း ကိုကျော်ရုံးတို့အတော်စပယ်မြိုင်ကိုဖြတ်လျင်ဒေါ်မေယာနက်နက်ထမင်းစပွဲကိုတိတ်နေရမှာခုံတုတ်သောအဝတ်ကိုရံပြကနှုတ်ဆက်တက်လျာထို့သောနှုတ်ဆက်လေတိုင်းမလရည်ဤပစ္စည်းတစ်ခုခုကိုဖြင့်တိုက်ချမိကြရဲ့ဟုကိုကျော်ကပူပန်မိတယ်။မလရည်ကိုတကယ်ကိုကြီးနိုင်သူမှာမလရည်ဤအမေရှိစဉ်ကပင် နေကင်းဘက်တွင် လာ၍ကိုကြီးလောက်ကင်ပေးနေသောမတ်တန်းတယောက်သာလျင်ဖြစ်သဖြင့် အကွယ်စီအောင်မလရည်စီမံနိုင်သည်ကိုအံ့ဩဖို့ပင်ကောင်းတော်တယ်။စနေတနင်္ဂနွေနေ့များတွင်မူကျောင်းသားအချို့ဥယျာဉ်ထဲတွင်ကိုကြီးလောက်ကန်နေကြသည်ကိုတွေ့ကြရလေတယ်။ကိုတင့်တွင်စပယ်မြိုင်သို့ရောက်လာချိန်မှာစပယ်မြိုင်တွင်ဇလက်ပန်းတွေလှန်လှန်ကြီးပွင့်နေသောအချိန်ဖြစ်လေတယ်။မောင်မျိုးကဒီမှာအခန်းရနိုင်တယ်လို့ညွှန်လိုက်လို့ပါခင်ဗျာဟု ကိုတင့်လွယ်ကပြောတယ်။ကိုတင့်လွယ်မှာ မလာရင်အင်းចောင်းသားများထက်အတန်းကြီးတယ်။သူ့မျက်လုံးများမှာထက်၍ညနှထားထန်တယ်။တို့ရတွင်ကိုတင့်လွင်ပြုံးလိုက်သောအခါကြည်ကောင်း၍စွဲဆောင်သည့်ဓာတ်ပါတီကိုမလာရင်တရေထားမိလေတယ်။ကျမကចောင်းသားတွေကိုသာငှားတာပါဟုမလာရီကပြောပြီးဒေါ်မေကိုမျက်လုံးနှင့်လှမ်း၍ရှာလေတယ်။လူငါရွေးရတွင်တော့ဒေါ်မေစိတ်ကအလိုလိုဖြစ်ပေါ်လာသည့်အတိုင်း လက်ခံဖို့နဲ့ညစ်ပယ်ဖို့ကိုစုံပြလျင်မှာခဲ့တယ်။အိမ်ကန်းငှားရန်လာသူကိုသဘောကျလျင်ဒေါ်မီကကောင်းညင်ပြတတ်၍ဆယ်ယောက်တွင်ကိုယောက်ကောင်းတတ်လေတယ်။သူ့စိတ်ထဲကသဘောမကျသလိုရှိလျင်ဒေါ်မီကကောင်းရန်လျက်မိကိုမော်လိုက်ပြီ။အခန်းတွင်ပြည့်နေပြီမဟုတ်လားမလားကြီးဟုမိတတ်လေတယ်။ထုံညမ်းနေတွင်မူဒေါ်မီအပြင်ထွက်နေသည်ဖြင့် ကိုတက်လွယ်ကိုလက်ခံရန်နှင့်ညင်းပယ်ရန်ကိုမလာရီတယောက်တည်းသာဆုံးဖြတ်ရမည်ဖြစ်တယ်။ကိုတင်းလွင်ကိုစမြင်ကလေးကပင်သူ့ကို စိတ်အနှောင့်ယှက်ပေးနိုင်မည်သူဖြစ်ကြောင်းမလာရီစိတ်ထဲကသိ၍လက်မကန်လျင်ကောင်းလိမ့်မည်ဟုမလာရီကတွေ့စားတယ်။ထို့ပြင် အခန်းလို့ဆို၍မောင်ပါကြီး၏အောက်တက်တဲ့အခန်းသာလျင် ရှိတော်ရာ မောင်ပါကြီးမှလည်းအတွေ့ခက်ခဲမှုစဉ်းစားပြီးဆိုရင်ခြေထောက်ကတက်တက်နဲ့ ခြေကကရွယ်နေတဲ့တဖြစ်ကိုတင့်လွယ်လိုလူမျိုးကသူ့အောက်မှာတိခန့်ပြီးနေနိုင်မည်မဟုတ်ဟုမလာရီကတထေချာအတွက်တည်းကျွန်တော်ကကြောင်းသားတော့မဟုတ်ပါဘူးဆရာပါဆရာဆိုတာလဲကြောင်းသားတွေလိုပဲအခမ်းရဖို့ခက်တာပါပဲဗျာကျွန်တော်စီကငွေပို့ပြီးယူချင်လဲယူနိုင်ပါတယ်ကိုတင့်လွယ်ကစုံစမ်းဆိုင်ဖြစ်နေတော့မလာရီအားပြောရမလာရီကငွေပို့ကတော့မယူပါဘူး ဒါပေမဲ့အခန့်လောက်ကတခန့်နဲ့ပဲရှိတယ်။အဲ့ဒီအခန့်ကို ကျွန်တော်မပေးနိုင်ဘူးလား။အဲ့ဒီအခန့်ကမောင်ပါကြီးရဲ့အောက်တက်တဲကဖြစ်နေတယ်။သူ့အောင်မှာကတော်ရုံတန်ရုံလိုနေနိုင်ဖို့ခက်ပါတယ်။မင်းညကဆိုမောင်ပါကြီးကော်ဖီတွေမှောက်ချလိုက်တာ။အောက်ခန့်ကဂရင်ကိုတောင်ပေးကုန်တယ်။ကော်ဖီမှောက်လို့တော့မှောက်ချင်သလားမှောက်ပါစေဗျာ။လူကိုယ်တိုင်ကြမ်းကကြုံကြလာရင်တော့ပါပဲနောက်တစ်နေ့တွင် ကိုတင့်လွင် ပြောင်းရလာတယ်မလာရီက ိုတင့်လွင်ကိုဒေါ်မေဘလို့သဘောရမည်ကိုတထိတ်ထိတ်နဲ့ဆောင်ရွက်နေမိပြီဒေါ်မေကသူ့ထုံးစံအတိုင်းပြုံး၍ကောင်းညင်ပြတော့အခါမှပင်စိတ်အေး၍သွားလေတယ်ဥပနီစပယ်မြိုင်တို့ပြန်ရောက်လာသိမှဒီနောက်တပတ်ခန့်အကြာတွင်ဟိုထင်းရပါတယ်ပိုဝပြီးပိုပြူလာတယ်နောက်ပြီးတယ်လာလိုက်တဲ့ပစ္စည်းတွေမနှဲပါဘူးတော်တော်ကြာကြာကြီးနေမဲ့ပုံပေါက်တယ်မမလေးအခန်းကိုသူ့ပေးပြီး မမလေးကဆက်ထားတဲ့အခန်းလေးထဲမှာတန်ကရင်နဲ့အိတ်တယ်။ဟို မတန်းကပြောပြသဖြင့်ဥပနီပြန်ရောက်လာသည့်အကြောင်းကို ကျမတို့သိခဲ့ရလေတယ်။မတန်းပြောသည့်အတိုင်းပင်ဥပနီစပယ်များ၏အရှိပဲဥယင်တွင်ဇလက်ပင်အောင်၌ပလက်ကလေးထိုင်တစ်လုံးနှင့်ထိုင်နေပင်ကိုကြည့်ရသည်မှာစပယ်မြိုင်တွင်ရတက်ပံနေတော်မီပုံပေါက်လေတယ်။သူ့နောက်ကျောင်းနှင့်ပတ်သက်ပြီး နိုင်ငံသားတွင်သူပါလုပ်ခဲ့သည်ကိုသာဥပနေကရှင်းရှင်းဝေအောင်ပြောပြတတ်၍သူပါကြောင့်ပြန်လာသည်ကိုတော့မပြောဘဲခြံထားတယ်။ဒီအကြောင်းကိုမူအလွန်အတွေးမှန်တတ်သောဒေါ်မေပင်မတွေ့တတ်အောင်ရှိတယ်။တို့ရတွင်ဘာပဲဖြစ်ဖြစ်ဒေါ်မေကတော့ဥပနေကိုအထင်ကြီးတယ်။ခြံထဲတွင်ဥပနေဇင်ယူနေသောအခါမျိုးတွင် တောင်မှန်တစ်ဖြက်ဖြက်ခတ်နေသောလက်ပြမာကလေးအတိုင်းပင် ဥပနေဤမလန်မကန်၌အလုံးများနေတတ်သောဒေါမေကိုလည်းတွေ့ကြရလေတယ်။ဥပနေရောက်စားတွင်ကြောင်းသားများကသူ့ကိုလူပြောကြီးတယောက်ကဲ့သို့သဘောထားကြတယ်။ဥပနေကလည်းကြောင်းသားများလှုပ်သမျှကိုလိုက်၍လှုပ်တယ်။ကစားရုံထဲတွင် ဥပနေကိုကြောင်းသားများနှင့်ပင်ပောင်အပြိုင်ကစားနေသည်ကိုလည်းတွေ့ရတယ်။သူဤရေစရာပုံမြင်အမျိုးမျိုးကိုနားထောင်လျက် ကျောင်းသားများတအားဟားနှင့်ဖြစ်ရွယ်လည်းနေတတ်တယ်။တို့ရတွင် ကိုတင့်လွယ်ကမုံအစာအိုကလေးကပင်ဥပနီကိုသဘောမကျခဲ့ပေ။သဘောမကျသည်ကိုဝမ်းထဲတွင်မထားပင်ထုတ်၍ပြောသည်ဖြစ်လေမလာရင်နဲ့မကြခဏပဲစကားများရလေတယ်။ကိုတင့်လွယ်ဘလို့ပြောစီကမုံမလာရီကတော့သူ့အမေစေတနာထားခဲ့သောဥပနီကို အမေရှိစဉ်ကားခဲ့တော့ပင် ဝမ်းတာအားရကြိုးစိုးလက်မခံထားပဲမပြုတ်စုပဲမနေနိုင်ဘူး။သူ့မှာအခါလည်းမသိလို့လာခိုးတဲ့ဥစ္စာကိုကကြည်ကြည်ပြူပြူနဲ့လက်မခံထားလို့ကောင်းနိုင်ပါမလား။ရှင်ကိုချင်းစာဖို့ကောင်းတယ်ကိုတင့်လွင်မိဘကံတွင် အာလူအခွန်တင်နေသောမလရည်အီပေးတွင်ခုံတစ်ခုဆွဲ၍ထိုင်ကာအာလူဝိုင်းတင်ပေးရင်ဥပနီအကြောင်းကိုကိုတင့်လွင်ကစသဖြင့်မလရည်ကပြန်ပြောနေခြင်းဖြစ်တယ်။ သဘောကောင်းတဲ့နေရာမှာတော့မလှရီကနှစ်ယောက်မရှိပါဘူးလေရိုးလိုက်တာကလည်းလွန်လို့ကို့လိုလူတိုင်းကမရိုးတော့ကိုကရိုးလွန်ရင်အတင်စီခံရတာပဲအခုမလှရီတို့အတင်စီခံနေရတာဟိုလူလေကြီးကတင်စီကျင်တိုင်းတင်စီနေတာကိုဘေးလူကတော့မြင်တာပဲအိုးဒါရှင်းနဲ့မဆိုင်ပါဘူးမလှရီခံနိုင်ရင်ပြီးတာပဲဟုတ်ပါတယ်မလှရီကတော့ခံနိုင်တာပါပဲဒါပေမဲ့ကိုနေတဲ့အခန်းလေးမှာ ပြပြစီမလဲခြင်းလို့မလာရီကအလုံးများရတဲ့ကြားထဲကလှည့်ပေးနေရတာပေါ့ကိုတင့်လွင် ကြည့်မနေနိုင်ဘူးဒါကြောင့်ဒီမနေ့တော့အဖိုးကြီးကိုပြပြစီထားတဲ့နေရာကိုပြပြီးသူ့အခန်းကိုပြပြစီလှည့်ပြီးတဲ့အထိသူ့ကရင်နဲ့ဇပွဲကို ဖုံးတုပ်ပြီးတဲ့အထိကိုထိုင်ဆောင်နေတယ်ဒီလိုကြတော့လဲအလုတ်တက်သားပဲကိုတင့်လွင် ရှင်နဲ့မဆိုင်တာကို ရှင်မလို့ရင်ကောင်းမယ်မလာရီကစိတ်ရှုပ်သွားတဲ့ဖြင့်အတန်မမနဲ့ပြောလိုက်တယ် နောက်တော့လေမျက်ရည်ဝိုင်းလျက်ကိုတင့်လွင်ကို ကြည့်နေပြန်ရ။ကိုတင့်လွင်မှာမလှရည်အပေါ်တွင်ဘယုနာ ပိုလာတဲ့နည်းအမျှဥပဏီကို ပို၍စိတ်ဆိုးသွားပြန်ကလူတင်စည်းကြီးပဲတင်စည်းပြီးစားနေလား။အခုသူတယောက်တာနှစ်လလောက်ရှိပြီ။မလှရည်ကိုတပြားပေးသလား။ဟင်ဟိုမေးပြန်လေ။သူ့ငွေရောက်တဲ့အခါပေးမှာပေါ့။ပေးမယ်လို့သူပြောထားတဲ့ဟာပဲ။သူကဟိုမှာဗာကြံခဲ့လို့တယ်လေ။ကြံရင်ကျွေးပဲကြံမယ်။ နောက်ကြည့်နေစားရုံနဲ့မဟုတ်ဘူးမက်လာရီစီကငွေတောင်ချေးလိုက်အောင်မယ်မက်လာရီကဘာမှပြန်မပြောဘဲနေရချေးတောင်ပြီးနေပြီထင်ပါရဲ့ဟုတ်လားမက်လာရီဟိုကိုတင့်လွယ်ကစိုးရင်စွာမေးလေတယ်မချေးသေးပါဘူးဟိုမက်လာရီက ခက်လေးလေးဖြေတယ်တို့ရတွင်မက်လာရီညာပြောကြောင်းကိုတင့်လွယ်ကသိတဲ့ဖြစ်ဖြစ်ပါဘူးကိုနဲ့ဒီလူကြီးနဲ့တော့တအိမ်နဲ့နေလို့မဖြစ်ပါဘူးဟိုစိတ်ပြက်စွာဆိုလေတယ် မဖြစ်ရင်မနေနဲ့ပေါ့ရှင်မနေလို့တမကစိတ်မကောင်းဖြစ်မယ်မြန်ရှင်ကထင်တယ်လို့လားမလရီကဘူးပြောလေရကိုတင့်လွင်ကလက်ထဲမှာဓာနဲ့အာလူကိုပြစ်ချလိုက်ပြီ ကိုတင့်လွင်ကိုမလရီဂယုမဆိုင်ဘူးဆိုတာသိပါတယ်ဂယုဆိုင်တယ်လို့လည်းမထင်ပါဘူးဟိုညင်သာစွာပဲပြောပြီမိဘကမ်းမှာထွက်ခဲက သူ့အခန်းသို့သွားလေတယ်ကိုတင့်လွင် ထွက်သွားပြီးနောက်အခန်းတစ်ခုတွင် အလုံးလုံးနေသောမတန်းက မိဘဆောင်ဘဲသို့လှမ်းကြည့်မိရတွင်မျက်နှာကိုလက်ဝါးနှင့်အုတ်ခါရှိုက်နေသောမလရီကိုမြင်ရလေတယ်။အလွန်ငိုခဲ့သောမလရီတယောက်ငိုရွေ့နေချေလေပြီ။ထို့နောက်စပယ်မြိုင်တွင်ဘာတွေဖြစ်ပျက်နေခဲ့သည်ကိုဖြေစေတွင်ကြာကျမမသိရပါ။တို့ရတွင်ကျမစိတ်အထင်မှာတညက်နေတွင်မလရီငွေနှင့်ဥပနီရုပ်ရှင်တွားကြည့်နေခါ ကိုတင့်တွင်ကကစားရုံတွင်ကျောင်းသားများကိုဆူ၍အစီအဝေးပြုလုပ်ခါသူတို့သာမကူညီပါကဥပနီသည်မလာရီအိမ်တွင်တစ်သက်လုံးမြဲနေကမလာရီအိမ်လုံးစာကိုအခန့်သာထိုင်စားနေတော်မူဖြစ်ကြောင်း ရှင်းပြပြီးကျောင်းသားများ၏အကူအညီကိုတောင်းခံလေတယ်။ကျောင်းသားများတယောက်တစ်ပါးဆွေးနွေးကြပြီးနောက်ဥပနီကိုသူစားတည်နှင့်ထိုက်တန်အောင်အလုပ်လုပ်ခိုင်းဖို့ နီးထွင်ကြရန်သဘောတူညီကြလေတယ်။ပြည်မှာသောကစားရုံကိုစစ်တုပ်ရန်လိုကြောင်းចောင်းသားတယောက်ကစဉ်းစားမိ၍ဥပနီအားစစ်တုပ်ဖို့ပြောကြတယ်။ကိုတင့်လွင်က ဥပနီအလုံးစားတီကို စောင့်ရကြည့်တယ်။နောက်ဥပနီအလုံးနာအောင်ကြီးဟိုစိတ်ကိုယ်တည်အချိန်တွင်ចောင်းသားအချို့ရောက်လာပြီ။ဟာဥလေးကတဲဟုတ်ပါလား။ဒီစစ်တုပ်နီးကိုကလားပြည်တော်ကတတ်ခဲ့တယ်ထင်တယ်။ဟုတ်လားဥလေးဟို တယောက်ကမေးရင်နောက်တယောက်ကဟာပြီးတော့ပြီးတော့မှာပဲနောက်တနားရီလောက်ဆိုပြီးပြီတဲမြန်နဲ့ဦးလေးကြီးပဲစသဖြင့်တယောက်တစ်ပါးဝမ်းရွေမြောင်းနေကြလေရာဦးပါနေမှာအလုံးအယက်ရခက်သွားလေပြီးသည်အထိဆဲရွေလုတ်ခဲ့ရလေတယ်တဖန်အိမ်နောက်ဖေးတွင်ထင်းဆက်ရန် ခုတ်ထားသည့်တိကန်းကြီးများကိုလွှမ်းနေဖြတ်ရန်ចောင်းသားတယောက်ကစိတ်ကူးရပြန်လေတယ် မောင်ပါကြီးကတော်တချောင်းယူလာက သူကတစ်ဖက်မှာအဆွဲ၍ဥပနီကိုတစ်ဖက်မှာအဆွဲခိုင်းတယ်။တကယ်တော့မောင်ပါကြီးကတွတ်ကိုကန်ယုံတာကင်ထားခြင်းဖြစ်တယ်။ထို့ကြောင့်ဥပနီတယောက်ထဲသာအားစား၍နေရရာဥပနီမှာမျက်နှာကြီးနီးမြန်းကကျွတပြိုက်ပြိုက်ကြားလျက်ရှိရှားတယ်။ဒါကိုဘရင်းမှာဒေါ်မီလှမ်း၍မြင်သဖြင့်ခတ်တုတ်တုတ်ဆင်းလာကចောင်းသားများကိုတားမြစ်လေတယ်။ဓာမျိုးနောက်ကိုမခိုင်းကြပါနဲ့ကွယ်။ လူကြီးဆိုတာရုတ်တရက်နှလုံးကိုခတ်ကျင်ခိုက်သွားတတ်တာမျိုးဟိုဒေါ်မေကမလကြီးအီចောင်းသားများကိုဆိုပြီးဥပနီ အမောဖြစ်ရန်စကားပင်အောင်၌ပလက်ကလေးတိုင်းတလုံးချပေးလေတယ်တို့ရာတွင်ဥပနီကန်ဆိုးပုံမှာဒေါ်မေအီနှလုံးခိုက်နိုင်သည်ဆိုသောစကားရက်ကចောင်းသားများကိုအကြံဉာဏ်အသစ်တစ်ခုပေးလိုက်တဲ့ကဲ့သို့ဖြစ်သွားပြန်နေမကြမီចောင်းသားအလုံးပင်အေးချမ်းစွာစကြက်၍ ညစ်တတ်သောကြောင်းသားများပေါ်မှာတစ်ဖြည်းလဲလျက်အလွန်ပျော်တတ်သော လူစုကလေးများဖြစ်၍သွားကြတယ်။ညတိုင်းလိုပင် အခန်းတစ်ခန်း၌ပါတီတစ်မျိုးလှုပ်၍ထိုပါတီများသို့သဘောကောင်းသောဥပဒေအားစွဲသွင်းခဲ့ကြပြီးကာဖီကားခက်ကြကြနှင့်ဧည့်ခံကြတယ်။သူတို့ဧည့်ခံကောင်းသဖြင့်ဥပဒေမှာညစဉ်ပင်သံကောင်ကျော်လင်းအားကြီးမှပင်အဲ့ရသို့ဝင်နိုင်ခဲ့တယ်။ထို့ပြင် စနေတနင်္ဂနွေနေ့နေ့လယ်ပဲများတွင် စကားပင်အောင်၌ဥပနီတအောင်တနာအိမ်မီကြံလျင်ပင်ပေါင်ကစားရန် အတင်းဆွဲဖော်တတ်ကြသည်လေမက်လာရီကကြောင်းသားအလုံးယူပုံကြပြီဟုအောင်မိတယ်။နောက်ဆုံးမပေးရန်ကိုတင့်လွင်ကို တောင်းမှန်တယ်။ဥလိယာအသက်ငယ်တော့တာမဟုတ်ဘူး။ဒီတိုင်းဆိုရင်သူတို့တက်လို့သေချာတော့မှာပဲဟုမက်လာရီကပြောတယ်။တို့ရတွင်ကိုတင့်လွင်က သူ့ကမြအင်မတန်ပျော်နေကြတာပဲမလိုက်ပျော်ပါစေ။ဥပနေကလူငယ်တွေတက်တောင်မပါသေးတယ်စိတ်မပူပါနဲ့ဟိုပြန်ပြောတယ်။သူနဲ့တလခန့်ကြာသွားသောအခါတွင်ဥပနေအိမ်ပြောင်းစကားပြော၍လာတယ်။ကျောင်းသားများကလည်းသူတို့၏လုပ်ငန်းတွင်နှစ်ဆလောက်တွွေ၍ဝါယမစိုက်နေကြရာမလာရီကကိုတင့်လွင်ကိုစကားမပြောတော့ဘဲဒေါ်မေမာမို့ မိဘကန်းကရေစင်တွင်ကြိတ်၍ငိုရှာတယ်။ဒုနရအတူတူမှားခဲ့ကြတာပဲမှတ်လိုက်ရင် အစာကတော့လည်းကောင်းကြတာပဲ။ကိုဘနေရောက်လာမှဒီလိုဖြစ်လာကြတာ။ကိုဘနေရဲ့ပျော်တတ်တဲ့စိတ်ဓာတ်များကူးပုံကြတာလားမသိဟုဒေါ်မေကဆိုတယ်။မလာရီကတော့ဤကိစ္စတွင် ကိုတင့်လွင်တရခန်းဟုတက်အပ်ဆွဲတယ်။ထို့ကြောင့်တမနဲ့တွင်မျက်နှာခက်တင်တင်နဲ့ ကိုတင့်လွယ်အားအခန်းတစ်ခုရှာအံပြောတယ်။ကိုဘနေဖို့လားမလားကြီးဟိုကိုတင့်လွယ်ကမေးရမလားကြီးအလုံးမဲစိတ်ဆိုးသွားပြီ။ဦးလေးကိုတော့အသွားမခံဘူး။ရှင်တို့အားလုံးကိုတယောက်မကြမ်းမောက်ထုတ်ရင်သာထုတ်မယ်ဟိုမလားကြီးကပြန်ပြောလေ။ဟေ့မောက်တင့်လွယ်အတော်ပဲဟင်လာလာမင်းတို့အခုပဲလာခေါ်မလို့မိဘဗန်ရှင်မှာဖြတ်လျှောက်သွားတော့ကိုတင့်လွယ်အားဥပနေက ရံပိန်အရက်ပလင်းကို ဖောက်နေရမှာဖောက်တံကိုရံပြလျက်ဖိတ်ခေါ်လိုက်တယ်။ရံပိန်။အင်းခမရကမလှရီပစံနဲ့ရံပိန်တောက်အောင်မယ်ပေါ့ဟုတ်လား။ကိုတင့်လွင်ကပြောပြောဆိုဆိုမိဘခံတို့ဝင်လာရ။အလွန်ပျော်ရွှင်စွာနဲ့ပြုံးနေသောမလှရီနဲ့ဒေါ်မိတ်အပြင် မတန်းကိုပါအခန်းထဲ၌တွေ့ရသဖြင့်အံ့အားသင့်၍သွားလိုက်တယ်။မတန်းမတော့ပြရစေနဲ့ဦးလေးရဲ့ တောက်ခွဲလဲဦးလေးအတွက်မတန်ဆူတောင်းပေးနိုင်တာပဲဟိုမတန်ကဥပနီအတင်းတိုက်နေသောရပိန်ကိုညင်း၍နေတယ်။ထို့တွင်မှအချိန်နေမှန်ကိုကိုတင့်တွင်သဘောပေါက်သလိုရှိသွားက။ဩဥပနီအိန္ဒိယကိုပြန်တော့မလို့လားဟုတ်လားဟိုဝမ်းသာအားရမေးလေတယ်။မပြတ်မအောင်ဦးလေးရဒီမှာ အမြင်နေမှာဒေါ်မင်းနဲ့ဦးလေးလက်ထပ်ကြပြီး အမြင်ကိုနေမှာဟိုမလာရီကဝင်ပြောရ ကိုတင့်လွင်ကအံအားတင့်သွားလျက်ခုံတစ်ခုပေါ်တွင်ပြည့်၍ထန်လိုက်မိတယ်။လက်ထက်ကြမယ်ဘယ်တော့လဲ။အယားအဝယ်ပြီးတယ်ဆိုတာနဲ့လက်ထက်ကြမှာပဲ။အယားအဝယ်ဘာအယားအဝယ်လဲ။ဥပနီကရှမ်ပိန်းတစ်ခွက်ကို ကိုတင့်လွင်လက်ထက်သို့ထည့်ပေးလိုက်ပြီ။ငောင်းဝယ်တွေကလေးပြေကရောက်လာတော့မယ်ကွာ။ဟိုကငါးမြေခွက်ကြီးစုံသွားပြီ။အဲ့ဒီငွေနဲ့ငါကစပယ်မြိုင်ကိုဝယ်မှာ မမေနဲ့ငါကဆက်ပြီးဒီခန်းတွေကိုငှားမယ်ဟုပြောရာကိုတင့်လွင်မှာမမျော်လင့်တာတွေကြီးကြားနေရသည့်အတွင်အလွန်အမင်းအံ့အားတင့်သွားကလက်ထဲမှာရှမ်ပိန်ကို အမြန်ဆုံးမောချလိုက်ရတော့တယ်ထို့အကြောင်းကိုကျမတို့ကြားရပြီးနောက်တညနေတွင် မလာရင်နဲ့တွေ့ဆုံမေးမြန်းလို့တဖြစ်စပယ်မြိုင်ဘက်သို့ကိုခဲ့ကြတယ်မလာရီကသူ့ကြောင်းသားများကိုဒေါ်မေနဲ့ဥပနီလက်သို့ထိုးအပ်သွားပြီးမြည်ဆိုလျင် အံ့ဩဖို့ကောင်းသည့်အပြင်စပယ်မြိုင်ကိုရောင်းပြီးသည့်နောက်မက်လာရီဘလိုနေထိုင်ပြီးစိတ်ကူးသည့်ကိုလည်းကျမတို့ကသိချင်းနေ။ရှားဝတွင် မတန်းအထွက်နေဆုံး၍ဦးလေးရမတန်းကိုဒီမှာပဲဆက်ထားမယ်တဲ့။ပြီးတော့မတန်းယောက်ျားကိုလည်းမာလီ အလုပ်ပေးမယ်တဲ့။ဦးလေးရအခုတော့အရန်ကိုတုံးတော့မှာပဲကလေးပြီကငွေအတော်များများရတာတဲ့နဲ့တူတယ်ဟိုမတန်းကပြောတယ် မလာရီကတော့ဘောဟိုကျမကမေးတယ်တို့ရတွင်မလာရီနဲ့ပတ်သက်၍မတန်းကဘာမှမပြောနိုင်ပေကျမနဲ့ကိုကျော်အိမ်ဘေးဘက်မှဘရင်းနောက်ဖက်သို့လာခဲ့ကြတယ်နောက်ဖက်ခြံတွင်မလာရီခြံရှင်းနေသည်ကို ကိုတင့်လွင်ကကူညီ၍နေတယ်တကယ်ကိုပဲမလာရီကိုတင့်လွင်တော့သူ့မှာငွေတလောက်များများရှိလာနိုင်လိမ့်မယ်လို့မထင်ခဲ့ဘူးတသက်လုံးအတုံးချများတဲ့လူသားမျိုးပဲလို့အောက်မေ့ခဲ့တယ် အတုံးချမရမဲ့လူပေမဲ့လေသူကုတူကန်ရှိရင် ကော့ပေါင်းနဲ့တိုးနိုင်တာပဲဒါကြောင့်မမေကအမြဲတမ်းပြောတာစင်ရဲတယ်လို့လည်းအထင်မသေးနဲ့လူကုတူဆိုတာမပြောနိုင်ဘူးတဲ့လူတယောက်ကိုဘယ်လိုရဲလို့တည်တည်ချာချာမသိရင် ကောင်းနိုင်တဲ့ဘက်ကပဲတွေ့ရမယ်တဲ့သူတို့နှစ်ယောက်လုံးပဲကျမတို့ကိုမမြင်ကြပဲကိုကျော်ကကျမလက်ကိုစုပ်ကန်လျက်တစ်ပင်ရိမ်များအောက်တွင် ကျမတို့ခိတ္တရရွေနေမိကြတယ်။မလှရီမမေကိုကိုတင့်လွင်တွေ့ဖို့ကြင်လိုက်တာဟိုကိုတင့်လွင်ကပြောပြန်တယ်။မလှရီကဘာမှမပြောဘဲမျက်နှုတ်နေရ။ဘာလို့လဲသိလာရင်မလှရင်ဟိုကိုတင့်လွင်ကဆက်ရွေမေးတယ်။ဘယ်သိနိုင်မှမလဲ။ကိုတင့်လွင်အတွက်မလှရီကိုမွေးပေးခဲ့တာယေစုတင်ခြင်းလွန်းလို့ပါ။အမေဘယ်သူ့အတွက်မွေးပေးခဲ့လို့လဲ။ကိုတင့်လွင်အတွက်ပေါ့။ ို့ဘူးလားမလားရင်ကိုတက်လွယ်ကပြောပြောဆိုဆိုသူ့လက်မှာမြက်ကိုပြစ်ချလိုက်ပြီးဖုန်ပေးနေသောလက်နှစ်ပင်မလားရင်ဤမေးကိုအသာဆွဲ၍မော်လိုက်တယ်။နောက်မလားရင်ဤမျက်နှာပေါ်သို့သူ့မျက်နှာကိုငုံချလိုက်ရာမလားရင်လည်းသူ့လက်နှစ်ဖက်နှင့်ကိုတင့်လွင်ဤလက်ဘင်းကိုတိုင်း၍ဖက်လိုက်စဉ်ကျမတို့နှစ်ယောက်ရက်နေရာမှာအသာလှည့်၍ထွက်ခဲ့ကြတယ်။ မလာရည်အတွက်ဖြင့်ပူစရာမရှိတော့ပါဘူး။ဟုတ်ကဲ့ပါရှင်။စာရေးဆရာမမဆမ်းမေရေးသားထားတဲ့စပယ်မြိုင်းဆိုတဲ့ဝိတုတော်လေးကဒီညလေးမှာပြီးဆုံးသွားပြီဖြစ်ပါတယ်။နားဆင်သူ အားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေချင်။